ဇလန်အစမှာတော့ဂျပန်ဝါရုံနဲ့ကြော်ကြီးကရန်ကုန်သားဖိုတိုနဲ့အခြေတင်စကားတွေများနေပါတယ်။ကြော်ကြီးကလည်းရန်ကုန်သားဖိုတိုကိုမင်းကဘာလို့ဒီမျိုးကိုဖျက်ဆီးရလဲလို့တောပြီးတော့မင်းနေပါတယ်။မင်းဖျက်ဆီးလိုက်လို့ပဲဒီမျိုးကလူရောကလေးတွေရောခွေးတွေရောအကုန်တေကုန်ပြီဆိုပြီးတော့ကြော်ကြီးကပြောနေပါတယ်။ရန်ကုန်သားဖိုတိုကလည်းတည်တည်မတည်တည်ငါနဲ့မဆိုင်ဘူးဒါငါမျိုးဆိုပြီးတော့ကြော်ကြီးကိုပြန်မှုတ်ပါတယ်။ကျော်ကြီးကလည်းပြောလို့မရတဲ့ဆုံးသူကိုရီးယားမမမော်လီခရမာကိုတိုက်ခိုက်ကြလို့ဆိုပြီးတော့စကြဝဲတစ်ခုကိုထုတ်လိုက်ပါတယ်။ရန်ကုန်သားဖိုတိုကတော့ဒါလေးကိုကြောင်းအန်းနဲ့ပဲကြည့်နေပါတယ်။ ဒီလိုနဲ့ပဲနှစ်ယောက်သားဟာတိုက်ခိုက်ကြဖို့အတွက်အစဉ်အသင့်ပြင်ထားကြပါပြီ။အဲ့ချိန်မှာပဲကြော်ကြီးကဒီလိုနေရာမျိုးမှာတိုက်ခိုက်ရင်နောက်ထပ်အသက်ကျန်ရှိနေတဲ့လူတွေရောကလေးတွေရောခွေးတွေရောအောက်ဝင်းတွေရောပျက်စီးမှောင်မြင်ပြီးတော့မတိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါကြောင့်မကျော်ကြီးကသူ့ရဲ့စက်ကြဝဲကြီးကိုချက်ချင်းပဲပြန်လဲရုပ်သိမ်းလိုက်ပါတယ်။ကျော်ကြီးဒီလိုမတိုက်ခိုက်တာကိုမြင်တော့ရန်ကုန်သားဖိုးတို့ကလည်းမင်းကကြောက်တာလားဗာလားညာလားဆိုပြီးတော့သွေးရိုးစမ်းနေပါတယ်။အဲဒီအချိန်မှာပဲကျော်ကြီးကတိမခန့်နိုင်တဲ့အဆုံးဖိုးတို့ကိုပါဇက်ပိတ်ထားဆိုပြီးတစ်ချက်တည်းပြစ်ထွေလိုက်ပါတယ်။ ကျော်ကြီးရဲ့ထူးခြားကြောင်မဲ့ဖိုတိုဟာတိုက်ဆက်နှစ်တိုက်ကိုအချိန်မဆွဲဘဲနဲ့အသာသာရရပဲဖောက်ထွက်သွားပါတယ်ဖိုတိုဟာလည်းဟိုလွင့်ဒီလွင့်ဟိုတိုက်ဒီတိုက်နဲ့ပဲသူလဲဝေးဝင်ထွက်သွားပါတယ်တစ်ဖက်မှာတော့ဖြူလုံးနဲ့မဲလုံးဆိုတဲ့ညီနောင်နောင်ကောင်ဟာကြော်စွာဆိုတဲ့ကောင်အမောက်သိပြီးတော့ထွက်သွားကြဖို့ပြင်ဆင်နေကြပါတယ်ဖြူလုံးကလည်းမဲလုံးကြော်စွာဆိုတဲ့ကောင်အတိမတက်ဖို့နဲ့ဒီကောင်ကငါတို့ကိုဘာမှထိခိုက်မလုံးနိုင်ဆိုပြီးတော့ထားပြီးထွက်သွားပါတယ်တစ်ဖက်ကတဖန်းကြော်စွာလို့အမိရတဲ့ကောင်ကလည်းဖြူလုံးမဲလုံးညီနောင်အကြောင်းကိုကောက်ကောက်သိပြီးတော့ကြောက်တူးတွေတုံနေပါတယ် ဒီလိုနဲ့တဖန်ကျော်တော်ဟာအမိမသိဆွမ်းအားကိုအုံပြလိုက်ပြီးတော့သူ့ရတခြားနေရာမှာရောက်ရှိသွားပါတယ်။တဖန်ကျော်တော်အမြင်တော့မဆုရည်ဒီရလည်းအသေးတန်နေကိုလိုက်ဖမ်းနေပါတယ်။ဒီလိုနဲ့ဇက်လန်းဟာလည်းကျော်ကြီးနဲ့ဖိုတိုတို့ဘက်ကိုတဖန်ပြန်လှည့်လာပါတယ်။ဖိုတိုကလည်းကျော်ကြီးဆိုတာဒီလိုကောင်မှလားဆိုပြီးစဉ်းစားနေတဲ့အချိန်မှာကျော်ကြီးကဖိုတိုကိုလဲပင်ဆွဲညှစ်လိုက်ပါတယ်။ကျော်ရည်ရလေဖိုးတို့ကိုလေပင်ကင်ပြီးဆွဲထုတ်မဲ့အလုပ်မှာတစုံတစ်ခုကြောင့်ရက်တန့်သွားပါတယ်။ ျော်ကြီးအဲ့လိုဖြစ်သွားတဲ့အချိန်မှာဖိုတိုဟာအကြောင်းပြချက်မရှိဘဲနဲ့အကျဲအီးထားရပါတော့တယ်ဖက်ကအသေးအံပြေးလွှားနေတဲ့ကျော်တော်နောက်ကိုမတ်ဆွေတီရလည်းအသေးအံတွေကိုလိုက်နေပါတယ်။အဲ့ချိန်မှာပဲကျော်တော်နှစ်ယောက်ဟာထိတ်တိုက်တွေ့ပြီးတော့တရားနဲ့တရားအမြင်မဲ့ပေါင်းဆက်သွားပါတယ်။ခန္ဓာကိုယ်နှစ်ခုပေါင်းဆက်သွားတဲ့ကျော်တော်ကဆုရတီကိုတိုက်ခိုက်ဖို့လုပ်တဲ့အချိန်မှာပဲ။မိမမေဘာကောင်းရင်းပဲဖြစ်နေပါစေငါညီမလေးဆုရတီကိုမထိနဲ့ဆိုပြီးတော့ဆာစကဲကရောက်ချီလာပါတယ်။ ပြီးတော့ Sasuke အစူရီဒီယိုညီမလေးကိုကိုကြီးရဲ့ဘာမှမကြောက်နဲ့ဆိုပြီးတော့အာဘစ်ကားပြောနေပါတယ်အဲ့လိုပြောပြီးပြီးချင်းပါပဲ Sasuke ကကြောသားကိုအာမထေရာဆုလို့ခေါ်တဲ့နတ်ဆိုမီတောင်းနဲ့တက်ပစ်လိုက်ပါတယ်။ Sugiri ကိုလည်းညီမလေးကုလို့တယောက်တည်းထပ်သွားတာရင်းအဲ့နဲ့အများကြောင်းနဲ့သူကညီမလေးကိုဘလောက်ရှိတဲ့အကြောင်းဘလောက်လွမ်းတဲ့အကြောင်းတွေကိုပြောပြပြီးတော့သူနဲ့တူတူပြန်လိုက်ဖို့ခေါ်နေပါတယ်။ Sugiri ကလည်း Sasuke ရဲ့အပြောတွေမှမျောပြီးတော့ကိုကိုသဘောကိုကိုသဘောဆိုပြီးကောက်ကောက်ပါအောင်လိုက်သွားပါတယ်။ ဒီနေရာမှာတော့ဖိုတိုနဲ့ဂျော်ရီတို့ကချစ်ချစ်ခင်ခင်ပဲဂားရီပြောနေကြပါတယ်။ဂျော်ရီကအစကတော့ဖိုတိုကိုတတ်မလို့လုပ်ပေမဲ့ဖိုတိုကမြန်မာရသွားတာကြောင့်ဂျော်ရီနဲ့ငင်းငယ်ရသွားကစကားပြောရည်ကြီးဖြစ်ပါတယ်။ဂျော်ရီတို့စကားပြောနေတဲ့အချိန်မှာခါခါကြီးဥဆောင်နဲ့နာူရိုဝါတွေကတငယ်ချင်းတွေနဲ့ဂျူဂျူစုခိုက်ဆက်ဝါတွေကတငယ်ချင်းတွေကရောက်ကြလာပါတယ်။ကျော်ရင်းနဲ့ဖိုတိုကလည်းဂျူဂျူစုခိုက်ဆက်ဝါရီယာကောင်နေနဲ့နာရူဝါရီယာကောင်နေကမတိုက်ခိုက်တော့ဘဲနဲ့ချစ်ချစ်ခင်ခင်တဲတဲချွတ်ချွတ်နေနေကြအကြောင်းထူးထူးဆန်းဆန်းနေဖြစ်နေကြပါတယ် ခါခါရှိရလဲအားလုံးဟာအရှိဆက်ဝန်းတုံကြီးရဲ့ကုပါတုံးတစ်ခုထဲမှာပြိမိနေတဲ့အကြောင်းကိုပြောပြလိုက်ပါတယ်။အဲဒီကုပါတုံးတစုံတရာကထိန်းချုပ်ထားတာကြောင့်သူတို့ချင်းချင်းတိုက်ခိုက်နေလဲဘာမှမထူးမှာမဟုတ်ဘူးလို့ခါခါချီရပြောလိုက်ပါတယ်။တဖက်မှာတော့ဇပင်ဖျော်အင်းအင်ဖျော်နဲ့လူတရာဟာတို့မျိုးလုံးချုံကုံစောင့်ကြည့်နေနေပဲဇလန်းလေးကဒီနေရာမှာပဲဆုံးသက်သွားပါတယ်။